မုံရွှေရဲ့အကြောင်းဆုံးကို ဖွင့်ချလိုက်တဲ့အသေးဆောင်ဟိန်သစ္စာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အမှုပညာအလုပ်လေးတွေမှာပရိသတ်တွေရဲ့အားပေးမှုတွေကိုအပြေအဝါရရှိလာပြီးဖြစ်တဲ့တရားဆောင်ဟိန်သစ္စာကတော့မင်းသမီးလေးဝက်မုံရွှေရဲ့အကြောင်းလေးတွေကိုအခုလိုပဲထုတ်ပြောလာခဲ့ပါရယ်။ ။တရုတ်ဆောင်ဟင်းသစ္စာကတော့ရိုက်ကူးရေးလေးတွေမှာပရိသတ်တွေရဲ့အားပေးမှုတွေကိုရရှိနေတဲ့သူပါ။အခုလက်ရှိချိန်မှာဆိုရင်လည်းတရုတ်ဆောင်ဟင်းသစ္စာကနတ်သမီးနတ်ခတ်ဆလန်တွဲလေးမှာမင်းသမီးလေးဝင်းမုံရှိနဲ့အတူတူတရုတ်ဆောင်ရိုက်ကူးထားခဲ့ပြီးတော့ဝင်းမုံရှိနဲ့အတူတူအခုလိုတရုတ်ဆောင်ရတဲ့အပေါ်မှာသူအနေနဲ့လည်းအရန်ကိုပျော်ရွှင်ပြီးတော့သူ့ကိုယ်သူလည်းမင်းသားဖြစ်သွားပြီလို့ခံစားရကြောင်းပြောပြလာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်ပြည်သက်တွေကဝက်မုံရွှေဤပါဝင်ထားတဲ့နတ်သမီးနတ်ခတ်ဇလန်တွဲလေးကိုတခဲနဲ့အားပေးနေကြပြီဖြစ်ပြီးတော့ပြည်သက်တွေရဲ့စိတ်ဝင်စားဆောင်ကြည့်အားပေးတာကိုခံနေရပါတယ်။ဇိုဒီယက်ဆိုင်တွေကိုအခြေပြုပြီးရိုက်ကူးထားတဲ့နတ်သမီးနတ်ခတ်ဇလန်တွဲလေးရဲ့ဖန်မီတင်ခန်းလေးမှာတော့ပြည်သက်တွေအများပြားကလာရောက်တွေ့ဆုံကအားပေးခဲ့ကြတာဖြစ်ပါတယ်။နတ်သမီးနတ်ခတ်ဇလန်တွဲလေးမှာတရုတ်ဆောင်ဟိန်သစ္စာကဝတ်မုံရှိနေတဲ့အတူတူပါဝင်တရုတ်ဆောင်ခရရတဲ့အပေါ်မှာလည်းဟိန်သစ္စာကအခုလိုပြောပြထားပါရရှင်။ ဟိန်သစာကမာကင်နဲ့အတူတူတည်ဆောင်ရတော့ကိုကိုကိုမင်းသားဖြစ်သွားပြီလို့ခံစားရတယ်ပေါ့နော်မာကင်နဲ့တွေ့ရတဲ့အချိန်မှာမင်းသားလို့ခံယူလို့ရသွားတာပေါ့နော်ဂျန်တဲ့အချိန်မှာကျတော့ကိုကိုကိုမင်းသားလို့ခေါ်ရင်တောင်မှရှက်တလို့ခံစားရတယ်။မကင်နဲ့တူတူတယောက်စားတာပျော်လဲပျော်ရဲပြီးတော့မကင်ကနားမလဲတာတွေလိုအပ်တာလေးတွေကိုလည်းအများကြီးသင်ပေးပါတယ်ဆိုပြီးတော့ပြောပြထားပါတယ်။ အခုဆိုရင်ပရိသတ်တွေရဲ့အားပေးမှုတွေကိုအပြေဝါရရှိထားတဲ့မင်းသမီးချော်လီဝမ်မော်ရှေကတော့အနုပညာအလှရှားမှုလေးတွေမှာစတိုက်ရိုက်ကူးလာနေရပြီဖြစ်ပြီးလက်ရှိချိန်မှာလဲဝမ်မော်ရှေကနတ်သမီးနက်ခတ်စီရီလေးနဲ့အားပေးမှုတွေကိုရရှိနေပါပြီ။တရုတ်ဆောင်ဟိန်းသစ္စာကတော့နတ်သမီးနက်ခတ်ဆလန်ဒဲလေးမှာသူရငင်းကရက်တာကနေပါဝင်တရုတ်ဆောင်ထားပြီးတော့အဲ့ဒီကရက်တာလေးကတော့မိဘစကားနားထောင်နေဆရာဝန်တယောက်ဖြစ်ပါဝင်ထားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တယောက်ဆောင်ဟိသစ္စာကသူ့ရဲ့အနုပညာအလုပ်လေးတွေမှာစူးစမ်းလောက်ကင်လာနေရပြီဖြစ်ပြီးသူကတော့ဝန်မှုရှိနေပတ်သက်ပြီးအမတ်တရားလေးတွေကိုလည်းအခုလိုပဲပြောပြလာခဲ့ပါသေးတယ်ဟေးဒီစားကမကေကကျွန်တော်ကိုပထမဦးဆုံးအနေနဲ့ကော်ဖီဝဲတိုက်ခဲ့တာပေါ့နော်ကျွန်တော်ကတော့ဒီကော်ဖီခွက်လေးကိုတင်ထားချိန်ခဲ့တာဒါပေမဲ့မရခဲ့ပါဘူးဆိုပြီးတော့လည်းပြောပြထားပါရယ်တယောက်စာဟိသစ္စာကတော့အခုလို series လေးတစ်ခုမှာမင်းသမီးလေးဝတ်မော်ရှိနေအတူတူပါဝင်တယောက်စာခွင့်ရခဲ့လို့အရန်ကိုဂျိနတ်ကဂုံယူမိတယ်လို့ဆိုပါရယ် တရုတ်ဆောင်ဟိသာနဲ့ပတ်သက်ပြီးတော့လည်းမင်းသမီးလေးဝင်းမော်ရှေကအခုလိုပဲပြောပြထားပါဗျ။ဝင်းမော်ရှေကကကကကတော့ ုမောင်လေးကိုရဲဖန်တယောက်ရဲ့ဆန္ဒလေးကိုဖြည့်ဆည်းပေးခွင့်ရလို့အဲ့ဒီပေါ်မှာလည်းဝမ်းသာပါတယ်ဆိုပြီးတော့ပျော်ပြထားပါတယ်အခုလက်ရှိချိန်မှာတော့အမှုပညာရှင်တယောက်ဆောင်မောင်များစွာပါဝင်ထားတဲ့နတ်သမီးနတ်ခတ်စီးရီးလေးကပရိသတ်တွေရဲ့တခဲနဲ့အားပေးမှုတွေကိုရရှိနေပြီးဆလန်လေးပေါ်မှာလည်းစိတ်ဝင်စားနေကြပါတယ်ဟိန်းသစာကတော့ဒီစီးရီးလေးမှာသူ့ရဲ့ကရက်တာလေးပေါ်မှာအကောင်းဆုံးတယောက်ဆောင်ထားတယ်လို့လည်းပြောဆိုခဲ့ပါတယ်စီရီလီနဲ့ပတ်သက်ပြီးတော့လေဟိန်းသစ္စာကအခုလိုပဲပြောပြထားခဲ့ပါတယ်။ဟိန်းသစ္စာကကျွန်တော်ရဲ့ character အပိုင်းကတော့ဘဝအမောလေးတွေပြည့်စည်မှာပါ။ကျွန်တော်ကတော့ မြန်မာပြည်ကထိတ်တန့်မင်းသမီးတလန်နဲ့အတူတူတွဲရိုက်ခွင့်ရရဲမိမကရက်တာ main character ကနေမကစ်တွဲဝဲခွင့်ရလို့မင်းသားလို့လည်းပြောလို့ရပါတယ်ဒါကကိုယ့်ရဲ့သတ်မှတ်ချက်လေးအနေနဲ့ပေါ့နော်ဆိုပြီးတော့ပြည်သက်တွေတရားအခုလိုမျိုးပဲပွပွလင်းလင်းပြောပြလာခဲ့တာပဲဖြစ်ပါရဲ့ရှင်